အားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 13နန်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်အစလန်ကလေးတပုတ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇလန်လေးရဲ့အစောထိကိုကြည့်ရှုအားပေးချပါအောင်နော်။ Hi ကျမကအိန္ဒိယမှာနေထိုင်တဲ့နီဟာလို့ခေါ်ပါတယ်။ဇလန်လေးကိုကြည့်ခင်မှာပရိသတ်လေးတို့က Like and Subscribe လေးလုပ်ခဲ့ပြီးပါအောင်နော်။ ကျမကဒေလီမြို့ရဲ့အနီးအနားမှာရှိတဲ့ရွှေငါအသေးလေးမှနေထိုင်ပြီးတော့ကျမရဲ့တူရဲသောမိမိက beauty salon လေးဖွင့်ထားပါဗျ။မိမိကကျမကိုသိချစ်ပါတယ်။ဒါပေမဲ့ကျမမှာနောက်ထပ်အရန်ရှင်နီရတဲ့သူတယောက်လည်းရှိနေသေးတယ်။သူကတော့မိမိရဲ့မောင်လေးဖြစ်သူ Angel Rush လို့ခေါ်ပါတယ်။ Angel Rush ကမိမိထက်အသက်ရှင်နေပုံငယ်ပါတယ်။သူကကျမရဲ့အတူတူနေပြီးတော့ရွှေငါလေးနားမှာရှိတဲ့တက္ကသိုလ်ကျောင်းမှာတက္ကသိုလ်တက်နေတဲ့သူတယောက်ပါ။ပည့်ရက်တွေဆိုရင်ကျမကိုရွှေငါလေးကပွဲစည်းကိုခေါ်တော့တက်ပြီးတော့ အဲ့ဒီမှာတစားလုံးနေစားတဲ့မိဖို့မြန်နေစီတယ်ပြီးတော့လက်ဝိတ်ထရာလည်းတူတူကြည့်ပါသေးတယ်လက်ဝိတ်ထိုးတာကိုကြည့်ရတာကကျမအကျိုက်ဆုံးအရာဖြစ်ပါတယ်ဒီလိုနဲ့ကျမအသက်၁၀နှစ်ရောက်လာတဲ့ချိန်မှာတော့ကျမရဲ့အင်ဒီနာချင်းမှာကျမတွေ့ဆိတ်ရှုပ်စရာကောင်းတဲ့တာမီနီယောက်ပြောင်းလာခဲ့ပါတယ်ပထမအဆုံးမေမေကအဲ့တဲ့အတော့ဆိုပြီးတော့လှုပ်ကြွေးထားတဲ့ကုကီမုတ်တွေကိုကျမအတွက်တစ်ခုတော့မချမ်းမဲနဲ့သူကအလုံးတမပစ်လိုက်တယ်ကျမလည်းဆိတ်ရှုပ်လို့ဆိုပြီးတော့ကိုယ်အခန်းဘက်ကိုထွက်လာပြီးမဲ့သူကကျမနောက်ကလိုက်လာပြီးတော့ဘာလို့လဲသိလား သူ့ရဲ့ရှုပ်မှတ်ပြီးနေတဲ့ဖက်နဲ့တည်းနဲ့ကျမအိယာဘုတ်ကိုတက်ထိုင်လိုက်တယ်လေဟမ်နောက်ဘသူကဒီထက်ဝင်ခွင့်ပေးထားလို့လဲတနာဆရာဝုံမုံအနေနဲ့တူတူအိတ်နေချာတနာဆရာကောင်းမလေးတယောက်ပေါ့ဟာဟာနင်ကအယူမှာပဲနင့်မိကမှအယူမှာဘာအဲ့ဒါဘာမှမဆိုင်တော့နင့်မိကလည်းဘာမှမဆိုင်တဲ့သူတယောက်ပဲလေသူရန်တော်သားထွက်ပြီးတော့ကျမအခန်းထဲကထွက်သွားဖို့လုပ်နေတယ်။ဒါပေမဲ့မသွားခင်မှာသူ့ရဲ့နှာခေါင်းထဲကနှစ်ချီဘက်ကိုနှိုက်လိုက်ပြီးတော့ကျမခေါင်းပေါ်ကိုတင်ထားလိုက်တယ်။အမလီ ကျမလည်းဒေါသတွေအနေနဲ့လိုက်ထွက်ပြီးတော့သူ့ပေါ်ခုံအောင်လိုက်တယ်။တကယ်နဲ့ဘန်းသမားတွေလိုမျိုးသူ့အပေါ်မှာကျမတက်ဖိထားလိုက်တာပေါ့။စက္ကန့်ပိုင်းအတွင်းမှာကျမကသူ့လက်ကိုချုပ်ထားလိုက်ပြီးတော့သူကတော့သူ့အမေကိုအော်ခေါ်ပြီးငိုနေပါတယ်။ကျမမိကဒါကိုမြင်သွားတော့စိတ်ဆိုးပါတယ်။နဘန်းပေါ်တွေကိုခေါ်ပြီးတော့သွားကြည့်ခိုင်းတာတွေကိုရှက်လိုက်တော့ Raj ဘောက်တန်တရားနဘန်းနေကိုသွားကြည့်နေပြီးတော့သူများကိုလိုက်နှိပ်ဆက်နေတာ။အဲ့ဒီကောင်ကလည်းအဲ့ဒါနဲ့ပဲတန်းတာလေ။ပြီးတော့နဘန်းကရမ်းမိုက်တာမမေရဲ့ အဲ့ဒီအရှာကရိုင်းဆိုင်လုံးပြီးတော့ main clip တွေနဲ့အဆက်တဲ့အရှာတွေနင်ကအဆက်ကွဲအောင်မလုပ်ဆန်းနဲ့ဘယ်တော့မှအဲ့ဒီပွဲတွေကိုထပ်မကြည့်ရဘူးငါပြောရကြရဲနော် Angel Rush ကတော့လိုင်းနာပါမယ်ဆိုပြီးတော့ခေါင်းညှိလိုက်တာပေါ့ဒါပေမဲ့ကျမတို့ခိုးပြီးတော့လှုပ်ဖို့စီစဉ်ထားပါတယ်ကျမရှစ်တန်းရွှေကိုရောက်တော့ဆီယမကကျမတို့ကြောင့်မှအခစားတဲ့တရက်ကိုမေးဆက်ပေးလိုက်ပါတယ်အဲ့ဒါကတော့နပန်းပွဲတဲ့ကျမရန်သဘောချတာပဲအဲ့ဒီပွဲကတော့ကျမအပိုင်ပဲဖြစ်ရမယ် မိမိကတော့ကျမကိုလုံးဝခွင့်ပြုမှာမဟုတ်တာကြောင့်ကျမလည်းအသိမပေးပဲနဲ့တယောက်တစ်ဖက်အသင်းကိုဝင်လိုက်ပါတယ်။ဒါပေါ့အန်ကယ်ရက်ရှ်ကတော့သိပါတယ်။ကျမကိုဘယ်လိုမျိုးနှပန်းတက်ရမလဲဆိုပြီးတော့တော့မှသူကကျမကိုတင်ပြနေသေးတာ။မိမိမကြည့်နေတဲ့အချိန်တွေဆိုရင်လည်းကျမကိုအစားတွေအများကြီးထည့်ပေးသေးတယ်။နှပန်းလုံးနေလဲရက်ချ်သူအများကြီးစားရင်ဝောက်လာလိမ့်မလဲ။အဲ့ဒီအချိန်ကျဘယ်သူကမှသူ့လက်ထက်ချင်တော့မှမဟုတ်ဘူး။ကျွန်တော်ကိုရှုံလိုက်စမ်းပါအမရဲ့။တရက်ကြာရင်ဒီဟာကိုလက်ထက်ချင်နေတဲ့သူတွေတန်းစီနေလိမ့်မယ်။ မီးကတော့သူတို့အကုန်လုံးကိုနပန်းတက်တယ်လို့တက်ပြီးတော့သူတို့မိအိမ်တွေကိုပြန်လွတ်လိုက်မှလေဟဲ့ဒါကမင်းကလေးတယောက်ပြောရမယ့်စကားလားမင်းကလေးတွေဆိုတာကနုနုညံ့ညံ့ညံ့တတနေရတယ်တချင်းဆိုတာတို့ကတာတို့ဆက်ချုပ်တာတို့ပဲလောက်ရမှာပြင်းစရာကောင်းလိုက်တာမင်းကလေးဆန်တဲ့အရှာမှန်သမျှကကျမနဲ့မအဆက်ပါဘူးမိမိကတော့ခေါင်းမဆွာနဲ့ပဲကျမကိုဆက်ပြီးတော့တင်ချပေးနေပါတယ်ကျမကို max ticket ပေးရပြီးတော့တုတ်ခိုင်နေတဲ့ပေါင်တွေကိုဖုံးအုပ်ဖို့ဆိုပြီးတော့ဝစ်ဆုံရွှေကြီးတွေကိုလည်းဝစ်ဆင်ပေးပါသေးတယ် ကျွန်မစပင်တွေကိုလည်းတစ်ခါမှမညှက်ခိုင်းခဲ့ဘူး။ဘာလို့ဆိုတော့ယောက်ျားလေးတွေကစပင်ရှင်တွေကိုသဘောကျတာတဲ့။ကျွန်မအဲ့အရာကိုတကယ်ယူဆိုင်တဲ့ပုံပေါက်နေလား။တနည်းကြပြီးတဲ့နောက်မှာတော့ Angerage ကတက္ကသိုလ်ကပွဲရသွားပြီးတော့တခြားမြို့မှာရဲသားအဖြစ်နဲ့အလုပ်စတင်လုပ်ခဲ့ပါတယ်။သူထွက်သွားတော့ကျွန်မလည်းသူ့ကိုလွမ်းနေစိတ်နဲ့ငိုနေခဲ့ပါတယ်။ဦးလေးကစာရီပုတ်ပြီးအဆက်အသွယ်ရှိနေတာကြောင့်ကျမတို့နှစ်သိမ့်မှုတော့ဖြစ်ခဲ့တာပေါ့။တစ်ဖက်မှာလည်းကျမကစာကိုအာရုံစိုက်ပြီးတော့အဆင်ကောင်းနေတာကြောင့် ကျမနံပါတ်အသင်းကိုဝင်ထားတာမိမိမသိတော့ဘူးလေတနေ့တစ်တနေ့ပို့ပြီးတော့ကျမရဲ့နံပါတ်ဆွဲရီကပို့ပို့ပြီးတိုးတက်လာပါတယ်နောက်ဆုံးမှာတော့ကျမမြို့နယ်အစီအပြိုင်ပွဲတွေကိုတက်ရောက်နိုင်တဲ့အထီးကိုဖြစ်လာခဲ့ပါတယ်အနိုင်ရတဲ့သူကဒေါ်လာ9000စုချင်းငွေနဲ့နိုင်ငံအစီအပွဲကိုတော့မှပြန်ရမှာတဲ့ဒီအခွင့်အရေးကကျမဆောင်ဆိုင်နေကြရတဲ့တခုရဲ့တော့အခွင့်အရေးဒါပေမဲ့ကျမဘယ်လိုမမေ့ကိုပြောရမလဲပါလေးနှစ်လုံးလုံးနင်းကနံပါတ်လေးကျင့်နေကြတာပေါ့ အဲ့ဒါကြောင့်နင့်ခန္ဓာကိုယ်ကကြွက်သားတွေအပြည့်နဲ့ယောက်ျားလေးဆန်နေတာကိုနင့်ကိုကြည့်အောင်လက်မောင်းကကြွက်သားတွေကအကြီးကြီးတွေဘသူကမြန်နင့်ကိုလက်ထက်တော့မှာတော့တမီးကိုလက်ထက်ပေးဖို့စဉ်းစားနေရခဏလေးတော့ရက်လို့မရဘူးလားနောက်ထပ်အနှစ်20လောက်ကတော့ဖြစ်အောင်မဟုတ်ဘူးနော်မေမေပောက်ွယ်ဖို့အစင်းသစ်ဖြစ်နေပါတယ်ကျမပြန်ပွဲမှုမို့ကိုလည်းသူတေချာပေါက်တားတော့မှာပေါ့ကျမကလည်းသူ့တမီးဆိုတော့သူ့အတိုင်းပဲကောင်းမှလုံးပါတယ်အခန်းထဲမှာပဲပိတ်နေခဲ့ပြီးတော့ရှက်ပေါင်းများစွာအလုံးကိုစန့်ချင်ပြီးနေနေခဲ့ပါတယ် ဒါကြောင့်နောက်ဆုံးမှာတော့မိမိကသဘောတူပေးလိုက်ရပါတယ်။ထပ်ပေမဲ့အခြေအနေတခုတော့ရှိတယ်။ကျမကဆက်ချုပ်တာကိုရော အလှပြင်တာကိုရောသိရမယ်လို့ပြောတယ်။ဟမ်မတက်နိုင်ဘူးပေါ့။တရားကြားမိမိနေမကောင်းဖြစ်နေတာကြောင့်ကျမကပဲအလှပြင်ဆိုင်မှာဝင်ပြီးတော့လုပ်ပေးခဲ့ရတယ်။အလှပြင်နေတဲ့အမျိုးသမီးကရုတ်တရက်ထပြီးနှာချလိုက်တာကြောင့်သူ့ရဲ့မျက်ခုံးမွေးအလုံးကျွတ်သွားခဲ့ရတယ်။ဖခင်ကြီးနင်ပါလောက်လိုက်တာလဲ။ဒီနေ့ငါမောင်လေးရဲ့မွေးနေ့ပွဲကိုငါတက်ရမှာ။ ရှင်ကမီးတောင်ပောက်ကွဲသလိုမျိုးရုတ်တရက်ကြီးနှာခြေချလိုက်တာကျမအပြစ်မှမဟုတ်တာဒါပေမဲ့သူကကျမကိုဆက်တိုက်អော်ပြီးတော့ရန်ဖြစ်နေခဲ့တာကြောင့်တခြားအလှပြင်ဆိုင်နာကလူတွေကကျမတို့ဆိုင်မှာဝိုင်းအုံပြီးကြည့်နေကြပါတယ်အဲ့ဒီအချိန်မှာကျမတွေ့ဘူးသမျှထဲမှာအချောဆုံးသောသူတယောက်ကျမတို့ဆိုင်ထဲဝင်လာခဲ့ပါတယ်ဝေါအဲ့ဒါကပုံစံအစ်စ်လားမိုက်နေတာပဲနော်အဲအရှင်ကရှင်ကအဲ့ဒီလိုထင်တာလားဒါပေါ့အကယ်လို့မင်းမလက်မထက်ရသေးရင်ငါနဲ့အတူဒိတ်လို့ချင်လား ဒီတော့မှအဲ့ဒီအမျိုးသမီးကခရမ်းကျစ်သည်လို့နင်းမြန်သွားပြီးတော့ကျမကိုဂျေဆုရဲ့စတိုက်တင်နေပါတယ်ဟမ်အကွက်ကမိုင်းလာကြည်လားဒါနဲ့ရှင်ကဘာတူလဲရှင်ကိုကျမဒီနားမှာတစ်ခါမှမတွေ့ဘူးပါဘူးသူ့နာမည်ကရူလို့ခေါ်ပြီးတော့သူ့ရဲ့အဖေကမကြတဲ့ခင်ကမှဒီမြို့မှာ project တခုကြောင့်အလုပ်ကိုပြောင်းလာခဲ့တာပါတဲ့ကျမရစကားပြောနေတော့မမေရှောက်လာပါတယ်ဒီကောင်ကျော်လေးကဘာတူများလဲနေဟာသမီးမချစ်သူကောင်းလေးရှိတာကိုတော့မှအမေကမပြောပြအောင်နော်ပြီးတော့သူ့ကိုကြည့်ရချမ်းသာမဲ့ပုံပဲ မမေ तू ကတမီချစ်သူမဟုတ်ပါဘူးအခုမှတမီရောကြွေးတာ True အတိရဲ့တမီကတားထိတ်ဖို့အတွက်အကောင်းဆုံးသောမင်းကလေးလို့ပြောလို့ရပါတယ်သူကလှလဲလာတယ်ဆက်လဲချုပ်တတ်တယ်ပြီးတော့ဟင်းလဲချက်တတ်တယ်မမေဘာဖြစ်နေရလဲလို့အဲ့ဒီအချိန်မှာတခြား customer တယောက်ရောက်လာတာကြောင့် Ruth ကလည်းပြုံးစီစီနဲ့ထွက်သွားခဲ့ပါတယ်အရှမ်းရှက်ဖို့ကောင်းတာပဲရှန်နဲ့ငယ်တော့ကြတော့ကျမကြားမသွားခင် အပြေးလေးကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဘာမှမသိတဲ့အရှာကြီးတစ်ခုကိုခလုတ်တိုက်မိသွားတယ် ညနာနဲ့ညကြီးပေါ်ကြာရမယ့်အချိန်မှာပဲရုပ်တရက်ကောင်းလေးတယောက်ကကျမကိုသူ့ရင်ကိုနန်းလန်းဖက်လိုက်ပါတယ်။အော်ကိုရုကထပ်ပြီးတော့တိုက်မိချပြန်ပြီနော်။ငါသားမင်းကိုအစောကတည်းကမသိခဲ့ဘူးဆိုရင်မင်းရဲ့ငါးနောက်ကိုလိုက်နေလို့တွေးမိမှာပဲ။ဟမ်တော်စမ်းပါ။ရှင်းကကျမသဘောကျတဲ့ပုံမဟုတ်ဘူး။ဒါပေမဲ့မင်းမိကတော့သဘောကျနေတယ်ထင်တယ်နော်။ကျမမိပြောတာကကျမတော့မဟုတ်ပါဘူး။အဲဒီနေ့ကကိစ္စတော့လည်းတောက်မှမှာရယ်။အမေကကျမကိုအတင်းလက်ထက်စေချင်နေရ။ဒါဆိုမင်းကရောဘာလို့ချင်တာလဲ။ ကျမကတော့နံပါတ်မဲ့တက်ချင်တာမိမိကလည်းအဲ့ဒါမကြိုက်ဘူးကျမကတော့ဘယ်ယောက်ျားကမဆိုမြေကြီးပေါ်လဲချပြီးတော့စက္ကမိုင်အတွင်းမှာနေပဲလဲပြီးညစ်နိုင်တယ်မင်းကတော့ကြောက်လို့လာချောက်ပြီးပြောနေရဆိုရင်တော့နင်းကတော့တော့အလုံးမဖြစ်ဘူးနော်ပြီးတော့အဲ့ဒီအချက်လေးကပဲမင်းကိုပို့ပြီးတော့ဆွဆောင်မှုရှိနေတာလို့ငါထင်တယ်ရှုပ်တဲ့ဒီရီယာမျက်နှာကကျမနာအတင်းနှိကလာခဲ့တော့ကျမအသက်ရှူဖို့တော့မိမလို့ဖြစ်သွားတယ်။သူကကျမပထမအဦးဆုံးဆွဲဆောင်မှုရှိရလို့ပြောခဲ့တဲ့သူပဲ ကြောက်တက်ခဲ့တခြားကောင်းသေးတွေအလုံးကကျမကိုကြောက်ငံ့နေကြပြီးတော့အမြဲတမ်းကျမနာကခောက်ခွာနေကြတာ။အာကျမကြောင်းတော့ကြတော့မမလို့တွားရမယ်။ Good night နော်။ကျမအမြန်လှည့်ပြီးတော့ထွက်ပြေးလာခဲ့ပါတယ်။ဟာငါဘာဖြစ်လို့အဲ့လိုတောက်ဥကြောက်ကြောက်နေနေရတာလဲ။အဲ့ဒီနေ့ကနပန်းလေးကျင့်ခွင်မှာကျမကောင်မလေးအစ်တတယောက်နဲ့ဆုံခဲ့ပါတယ်။သူ့နာမည်ကမာလာလို့ခေါ်ပြီးတော့ကြောင်းပြောက်လာတာမကြသေးဘူးလို့နိပြကပြောပါတယ်။ကံကောင်းပါစေမလား။အားနေတဲ့သူတွေကပဲကံဆိုတဲ့အရာကိုယုံကြည်ကြတာ။ ငါကတော့ငါ့ရဲ့ကံကြမ္မာကိုငါကိုယ်ရိုင်မဲ့ဖန်တီးတက်တယ်။အဲ့ဒါကြောင့်နင်ကတော့ရှုံးဖို့ပဲပြင်ထားပြီတော့။ဟာရှမ်းလိုက်တာ။ကောင်းပြီလေ။အရှုံးသမားဆိုတာကဘယ်သူလဲဆိုတာသူ့ကိုသိအောင်လို့ပြရသေးတာပေါ့။မာလာနဲ့ကျမတို့ဆက်ပြီးတော့အဆုံးမရှိရဲ့ပွဲလိုမျိုးနှစ်ပန်းတက်ခဲ့ကြပါရစေ။နှစ်ယောက်စလုံးကတယောက်ကိုတယောက်ဘရောမရှုံးပေးမှာမဟုတ်ပါဘူး။သူကလည်းထင်ထားတဲ့ထက်ပိုပြီးတော့တန်မာတဲ့မိန်းကလေးတယောက်ပါ။အဲ့ဒါကြောင့်ကျမတို့ပြိုင်ပွဲကသူ့မသားကိုမသားနဲ့အခြေတင်ဖြစ်နေပါရစေ။ ဒါပေမဲ့နောက်ဆုံးပွဲမှာတော့ကျမတို့ကိုစက္ကန့်30တိတိမြေကြီးပေါ်မှာမလုံနိုင်အောင်လို့လှုပ်ထားခဲ့ပါတယ်။ငါအခုအနည်းကိုအရှုံးသမားလို့ခေါ်လို့ရတယ်နော်။ဒါပေမဲ့ငါအမိကဘရောမတခြားသူကိုအထင်မသိရဘူးလို့တင်ထားပြီးတယ်။အနည်းလေးတော့သူတို့ကိုပြန်ပြီးတော့အားကျသယူနေတင်နေရက်အထင်ကြီးဖို့ကောင်းတာပဲ။နင်ကငါ့ကိုအံ့အားတင်သားစီရတယ်တိလား။ငါကနဗန်းဆော့ခဲ့တဲ့ခွန်နေတတာလုံးမှာဘသူကမှရှုံးခဲ့ဘူးတော့မဟုတ်ဘူး။မာလာကလည်းနိုင်ငံစစ်ပွဲမှာပါဝင်သွားမယ်လို့ကျမကိုနီးပြကပြပြလာတယ်။ ဒါဆိုကျမကသူ့ကိုတိတ်ချပေါက်အနိုင်ယူရတော့မှာပေါ့။သူတတိထာနီမှာရတော့မယ်။အရင်နေ့ကကျမကျောင်းကနေအိမ်ကိုပြန်လာတော့ရူးနဲ့မမီတို့ကခြံပေါက်ကရှိမှစကားတွေပြောပြီးရမောနေတာကိုတွေ့လိုက်ရပါတယ်။နှစ်ယောက်သားကတကယ့်ကိုပြောနေကြတာ။ဒီမှာဘာဖြစ်နေရလဲ။ရှင်ကရောဒီမှာဘာလုပ်နေရလဲ။ဘလို့အပြုတ်မှုတွေလဲတမီ။အဲ့တဲ့တရားကိုဒီလိုမပြောရဘူးဆိုတာမသိဘူးလား။သူ့ကြိုးစိုးတဲ့နေရာဆိုလို့တမီးကနှစ်ပန်းတက်တဲ့နေရာပဲရှိရနော်။ရှ်မင်းကလေးဆိုတာအတန်ကိုနှိမ့်ပြီးပြောရတယ်လေ တခြားသူတွေကဒီเจ้าနေကြတော့မှမလို့ချင်ဘူးလူပဲဖြစ်ဖြစ်သူ့အเจ้าကိုအားလုံးကသိသွားကြမှာပါသူကနိုင်ငံအစင်ချက်မိရဲ့ဘွက်ကိုအနိုင်ရောက်သွားမယ်ဆိုရင်ပေါ့နိုင်သွားခဲ့ရင်သူ့ရဲ့တပ်ပုံကသတင်းစာရီရဲ့ခေါင်းကြီးဘက်မှာပါကုန်မှာကျမအဲ့ဒီဘွက်မှာပါမယ်ဆိုတော့ရှင်ကဘလို့လုပ်ပြီးသိတာလဲမင်းမေပဲပြပြတာလေမင်းကတော်ရဲသူတယောက်ဖြစ်ပြီးတော့မင်းလေးချင်းတဲ့အခါရင်မှာပို့ပြီးတော့ပန်ပိုးပေးနိုင်မှုအတွက်ငါကမင်းရဲ့အမိကိုနားချပေးနေရဘာလို့ရှင်ကျမအတွက်ပြောပေးနေရလဲဘာကြောင့်လဲဆိုတော့အတိတ်အကြီးပဲမဟုတ်ဘူးလား သူကျမကိုကြည့်လိုက်တဲ့အကြည့်ကြောင့်ကျမရဲ့ခြေောက်တွေရောတုံ့ကျင်သလိုဖြစ်သွားတယ်။ကောင်းပါပြီသားရဲ့အန်တီကသားပြောတဲ့အတိုင်းတတိမသိမ့်လုပ်ပြီးမနော်။ကျမကြတော့မမေကိုဘရောမမစည်းယုံနိုင်ခဲ့တာ။သူကြတော့ဘလို့လုပ်ပြီးတော့ရှာသွားတာလဲစိတ်တူလိုက်တာ။ဒါပေမဲ့လေ့ကျင့်တဲ့ရက်တွေမှာမမေကျမရဲ့စွမ်းရည်တွေကိုမြင်သွားတော့ရန်ကိုအထင်ကြီးပြီးလေးစားသွားပါတယ်။နောက်နေ့လေ့ကျင့်တဲ့ချိန်ဒီမှာလည်းကျမစီကိုနေတိုင်းလာပြီးတော့မိမိကအတန်ဆဲကြီးနဲ့အားပေးခဲ့ပါသေးတယ်။မိမိကလုံအောင်ကိုပြောင်းလဲသွားပြီ ကျမကိုဒီလိုအားပေးနေတာမြင်ရတော့ကျမကိုယ်တိုင်လည်းဝမ်းသာမိပါတယ်။ဒီလိုနဲ့ပွဲနှစ်ကိုရှာလာတော့ကျမတို့မြင်လင်းထားတဲ့အတိုင်းပဲနောက်ဆုံးကြရက်သူကကျမနဲ့မလာပဲဖြစ်နေပါတယ်။ပြိုင်ပွဲမကျင်းပခင်မှာမိမိကျမစီကိုရှာလာတယ်။နေဟာဒီရီကိုတောက်လိုက်။ဒီရီကိုတမိတောက်လိုက်လို့ကတော့အားအိမ်ကြီးပြန်ပြေးသွားပြီးတော့တမိကိုဒီပွဲမှာအနိုင်ရအောင်လို့လုပ်ပြီးမှာ။ဒါကတေးချမန်းမှုပြီးတော့လှုပ်ထားတဲ့ရှိပဲတမိ။ကျမဒါမျိုးတွေကိုတော့မရှုံးပါဘူး။ဒါပေမဲ့မမေကိုကျင်းနေသွားစီဖို့အတွက်ကျမရှိကိုတောက်လိုက်ပါတယ်။ ပထမပွဲစဉ်မှာမာလာနဲ့ကျမတို့တပ်ပုတ်ကြပြီးတော့နောက်ဆုံးကျမနိုင်သွားတယ်။ဒါပေမဲ့ဒုတိယပွဲစဉ်စတဲ့အချိန်မှာတော့ကျမမျက်လုံးတွေကဘာကြောင့်မှမသိဝေဝါလာနေခဲ့ပါတယ်။ရှုပ်တရကျမမူးဝေလာပြီးတော့အဲ့ညမာရင်းမေးလဲသွားခဲ့တယ်။ကျမနိုးလာတော့ကျမကဆေးရုံရောက်နေတယ်။မိမိနဲ့ရူဒူကကျမဘေးနားမှာရှိနေပါတယ်။ဘာဘာဖြစ်သွားလဲ။ဆီယောင်ဝင်ကဆေးစီကြည့်လိုက်တော့မင်းကအားအိမ်နေပြေးဖို့အတွက်ဆေးတမျိုးသုံးထားတာကိုတွေ့တယ်လို့ပြောတယ်။ဒါပေမဲ့အဲ့ဒီဆေးကမင်းနဲ့တမ်းတက်ဖြစ်ပြီးတော့မင်းမေ့လေသွားတာတဲ့။ ကျမကတရားမဝင်ဆေးသုံးပြီးတော့ပြန်ခဲ့တာကြောင့်နှပန်းပွဲကန်တွေကကျမကိုနောက်ထပ်၄နှစ်တာဘန်လိုက်တယ်လို့ပြောပါရယ်။ဘာ?ကျမအစ်လိုမလုပ်ခဲ့ပါဘူး။ကျမချင်းပြောရပါရယ်။ကျမအစ်လိုအတွေ့မျိုးတော့ရုတ်တရက်ပွဲမဆိုင်ခင်မမေမေကျမကိုတိုက်တဲ့ရှိကိုတတိယသွားရယ်။နေပါဦး။မေမေကျမကိုပြီးခဲ့တဲ့ရေထဲမှာဘာတွေထည့်လိုက်တာလဲ။မဟုတ်ပါဘူး။မေမေဒီတိုင်းညီဟာတမီးဟာအမေကိုလာပြီးအပြစ်တင်ခြင်းနေရလား။ဟုတ်တယ်လေ။မေမေကကျမကိုအမြဲတမ်းနှပန်းလောက်တာနဲ့ပတ်သက်ပြီးတော့မကြိုက်ခဲ့ဘူးမလား။ အခုဘာကြီးလှုပ်လိုက်တာလဲသမီးဒီနေရာကိုရောက်ဖို့အတွက်ဘလောက်တောင်စူးစမ်းခဲ့ရလဲဆိုတာအမေတကယ်ပဲမသိတာလားဘလို့လှုပ်ပြီးတော့သမီးကပဲအမေကိုယုံကြည်လွန်းသွားတာပါအမေကတကယ်ပဲသမီးကိုအားပေးနေခဲ့ပြီလို့သမီးတွေးခဲ့တာတကယ်တော့လက်စားခံလိုက်ရတာပဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့သမီးအမေကိုခွင့်လွှတ်မှာမဟုတ်ဘူးကျမဆွေယုံကဆင်းနေနေမှာပဲအချုပ်ပိုးရဲ့အားလုံးကိုပြင်ဆင်ပြီးတော့အဲ့ဒီမျိုးကထွက်ခွာဖို့လုပ်ပါတယ်ကျမမေမေနဲ့လုံးဝရင်မဆိုင်ချင်ပါဘူး ကျမရဲ့တငယ်ချင်းတယောက်ကကျမကိုသူ့အိမ်မှာခေါ်ထားပေးပါတယ်။ပတ်စံစုဖို့အတွက်တော့ကျမစပွဲတို့ဝင်လုပ်ခဲ့ပါတယ်။ခဏတာတော့ကျမအတွက်အရန်ကိုအကြီးကျယ်နေခဲ့ပါတယ်။ကျမမမီနဲ့လည်းစကားမပြောပြစ်ခဲ့ဘူး။ဘရုကလည်းအလုံးများနေလို့ဆိုပြီးတော့ကျမနဲ့ဆက်သွယ်သိမ်းမရှိခဲ့ပါဘူး။ဒေဝါလီအခါတမီယောက်ကိုရောက်တဲ့အချိန်မှာတော့ကျမအိမ်မှာမိသားစုနဲ့မပြတ်တမ်းရတဲ့အတွက်နည်းနည်းလေးတော့ဝမ်းနေပြီပါတယ်။ဒေဝါလီညမှာဦးလီရက်ကကျမကိုဖုန်းခေါ်လာခဲ့တယ်။ကျမလည်းအရန်ကိုကြေကွဲနေခဲ့ပြီးတော့ဖြစ်ခဲ့သမျှအရှာရီအလုံးသူ့ကိုဖိန်ချလိုက်ပါတယ်။ နီဟာမိဘတွေကအမားတွေကိုလုံနိုင်ပါတယ်။ဒါပေမဲ့သူတို့လုပ်ခဲ့တဲ့အရာတွေအလုံးကသူတို့ရဲ့သားသမီးတွေအတွက်ပဲလေ။မင်းမိလုံလိုက်တာလုံသွားတယ်ဆိုတာအန်ကယ်လည်းသိပါတယ်။ဒါပေမဲ့မင်းကိုတမင်တသက်ရွယ်ပြီးတော့လုံလိုက်တာမဟုတ်ဘူးဆိုတာကိုတော့အန်ကယ်ယုံကြည်တယ်။ဒါပေမဲ့သူလုံလိုက်တာကတမင်ကိုနာကျင်စရလေအန်ကယ်။တမင်ကနှစ်ပတ်အတွက်ကိုနှစ်ပေါင်းမြောက်စွာလေ့ကျင့်ခဲ့ရတာ။ဒါပေမဲ့မမေကမိနစ်ပိုင်းတွင်းလေးမှာအလုံးကိုဖျက်ဆီးပြလိုက်တယ်လေ။ပြီးတော့သူမားရယ်ဆိုတာကိုတော့မှသူကဝေမခံသေးဘူး။ အဲ့ဒါကြောင့်အခုချိန်ထိတော့တမိတို့ခွင့်လွှတ်နိုင်မယ်လို့မထင်ဘူးအင်ကယ်။ရှန်နင်းကတော့ကျတော့ကျမအလုတ်ကနေအင်ကိုပြန်လာတဲ့လမ်းပါအင်ကယ်ရက်ကကျမကိုကားနဲ့လာခေါ်တာကိုတွေ့လိုက်ရပါတယ်။သူ့ကိုတွေ့တော့ရှန်ဝမ်းတာတာပြီးအိမ်နဲ့ဝင်ခွေပေးလိုက်ပါတယ်။ပြီးတော့သူ့မှာရှန်ကိုအန်အုပ်ဖို့ကောင်းတဲ့သတိတစ်ခုလည်းရှိနေတယ်။အဲ့ဒီကကိစ္စနဲ့ပတ်သက်ပြီးတော့အင်ကယ်နားထောင်ကြည့်ရသလားနင်းတော့မတင်ငါစရာကောင်းနေရလို့မြင်နေ။အဲ့ကြောင့်ဘရူးနဲ့ပတ်သက်ပြီးတော့အင်ကယ်သူ့အကြောင်းအားလုံးစုံစမ်းခဲ့ရတယ်။ပြီးတော့ ရူးကသူပြောသလိုမျိုးစီးပွားရေးတမားတယောက်ရဲ့သားမဟုတ်ဘူးသူကဆေးကုမ္ပဏီလေးတခုမှအလုပ်လုပ်နေတဲ့သူတယောက်အဲအကြောင်းသူကဆေးဝါးရည်နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းနားလည်မယ်လို့အန်ကေတည်တယ်။ဟမ်ဘာပြောချင်တာလဲဒါဆိုရူးကအဲ့နေ့ကတောက်လိုက်မိတဲ့ရှင်နဲ့ပတ်သက်နေရလို့ပြောချင်တာလားဒါပေမဲ့ဘာဖြစ်လို့အဲ့ဒီလိုလုပ်ရတာလဲသူကမာလာနဲ့တချိန်လုံးတွဲနေကြတာပွဲကိုမင်းရှုံးတော့အောင်လို့သူကတမင်ကြစီခဲ့တာလေဒါပေမဲ့အဲ့ဒါသူကမလေးတွဲလောက်ခဲ့တာမဟုတ်ဘူးနော် ရသွားတဲ့ပစ္စံလေးကိုသူ့ကောင်မလေးစီကနေသူကယူပြီးတော့ထွက်ပြေးသွားတယ်။မာလာကလည်းအခုသူ့ကိုတိုင်ချက်ဖွင့်ပြီးတော့ရဲတွေကိုရှာခိုင်းထားတာလေ။ဒါဆိုရင်မိမိကကျမကိုစိတ်ခက်ခဲ့တာမဟုတ်ဘူးပေါ့။မဟုတ်ဘူး။သူလုတ်ခဲ့တာမဟုတ်ဘူး။မိမိကမင်းပေါ်ခတ်တယ်နေစရာသိပါရဲ့။ဒါပေမဲ့အန်ကေသိတဲ့မင်းရဲ့အမိကအဲ့ဒီလိုလုပ်မဲ့သူမဟုတ်ဘူးနော်။ရိုးရှိနေတဲ့နေရာကိုအန်ကရက်ရှင်းလိုက်သွားခဲ့ပါရဲ့။ချက်ချင်းပဲရဲတွေအလုံးကသူ့ကိုဖမ်းလိုက်ကြတာပေါ့။ကျမဒီတိုင်းတော့သူ့ရဲလက်ထက်ပြစ်ထည့်ပေးနိုင်အောင်လေ။ သူ့ကိုနောက်ကနေတစ်ချက်တော့စောက်ကန်လိုက်ပါသေးတယ်။ကိစ္စရီးပြီးသွားတဲ့နဲ့ချက်ချင်းမဲ့အင်ကေကကျမကိုအိမ်ပြန်လိုက်ဖို့ပေးခဲ့ပါတယ်။မိမိကကျမကိုမြင်သွားတော့ကျမစီပြေးလာပြီးတော့ကျမကိုဖတ်ပြီးငိုပါတယ်။မိမိကိုမယုံကြည်ခဲ့မိတဲ့အတွက်တမိတောင်းမှမာတယ်။အမေလည်းတမိကိုအကြောင်းပြချက်ကမပေးနိုင်ဘဲနဲ့မရှင်းပြနိုင်ခဲ့တဲ့အတွက်တောင်းမှမာတယ်။အစကတည်းကနဘဲနဲ့ပတ်သက်ပြီးတော့အမေတမိကိုလက်ခံခဲ့တာ။ဒီလိုဖြစ်သွားတာတွေနဲ့ပတ်သက်ပြီးတော့အမေတခုမှမလုပ်ခဲ့ပါဘူးကွယ်။ အန်ကယ်ရရှိကျေးဇူးကြောင့်လည်းပဲစီးတုံးတဲ့အမှုနဲ့ပတ်သက်ပြီးတော့ကျွန်မရောကြည့်လို့ပြီးနိုင်ခဲ့ပါတယ်။ကျွန်မကိုဒါလူကျူတွေကလည်းပြန်လည်ခွင့်ပြုလိုက်ကြပြီးနောက်နှစ်ပြိုင်ပွဲတွေမှာပါဝင်နိုင်ခဲ့ပြီးတော့ကျွန်မစုတစိတ်တွေအများကြီးလည်းရနိုင်ပြီလေ။နှစ်အနည်းငယ်လောက်ကြာတဲ့အချိန်မှာတော့ကျွန်မကနိုင်ငံတကာပွဲတွေမှာပါပြန်ခဲ့ရပြီးတော့အင်ဂျီယာနိုင်ငံကိုကူစားပြုတဲ့အခစားသမားတစ်ယောက်ဖြစ်နေပြီပေါ့။နိုင်ငံကိုစားရွှေတစိတ်စုကိုလည်းရယူပြီးနိုင်ခဲ့ပါတယ်။ဆူရပြီးတဲ့တပတ်လုံးကတငယ်ချင်းလူနဲ့ဆွေမျိုးတွေကကျမတို့စီလာပြီးခွေယူချောင်းမဲ့ပြောနေကြတယ် ကျွန်မဘယ်လိုလက်ထက်မှာလဲဆိုပြီးမိကုန်မိတဲ့အခါတိုင်းမိမကကွန်ပျူတာနဲ့ပြန်ဖြည့်လေးရှိပါတယ်။ကျွန်မသမီးလေးနီဟာကအားကစားမှာပဲအာရုံစိုက်သွားအောင်မှာပါ။လက်ထက်တယ်ဆိုတော့ကနောက်မှလုပ်လို့ရတာပဲလေ။ဆယ်လလီကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လူတွေနဲ့အတူပြလဲဆိုတွေ့ချင်ပါသေးတယ်။တရားအေးချင်းတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစီနော်။